မိဘကိုဂုံပြူပါဓမ္မဟောင်းမှာမိဘကိုမယိုသေးဘူးဆိုရင်မတည်မချင်းခဲနဲ့ပေါက်သက်ခံရတယ်ဒီခေတ်မှာလာလို့ကြည်ပါလားတယောက်မှကြံမှာမဟုတ်ဘူးမင်းကလေသမီးတို့ right တွေကိုလာမထင်းနဲ့မဲသူရဲ့ right กว่าရှိတယ်ခန်းကြီးဘလောက်ခန်းငယ်ဘလောက်လဲမသိမင်းတို့ခေတ်ကအန်တိတ်နေပါပြီအခုသမီးတို့ခေတ်ကဒီလိုကျွန်မမတ်မိပါသေးတယ်ကျွန်မကိုယ်နဲ့အရွယ်တော့က တခါတည်းကျူရှင်သွားမယ်ဆိုပြီးတော့အဲ့ဒီခစ်ကကျမတို့ပိုင်ခွေဆိုတဲ့အခွဲလေးတွေစပေါ်တယ်။အဲ့ဒါနဲ့ပိုင်ခွေဆိုတဲ့အခါလေးပိုင်ခွေလိုက်တာပေါ့အကိုကလည်းအဲသွားတာ။သွားလဲသွားလမ်းထိတ်လဲရောက်တဲ့အခါမှာကျမအဖိုးကလက်ခုပ်တီးပြီးအတကုံခေါ်တယ်။ Mary ပြန်လာခဲ့။လက်ကြည့်တယ်ကျူရှင်ကနောက်ကျနေပြီလေ။လက်ကြည့်တော့ဘာလဲသွားပြန်လာခဲ့။ဘာလဲပြန်လာခဲ့ဟာခေါ်တာဘာလဲပြန်လာခဲ့ပဲဆိုတော့နောက်ဆုံးပြန်သွားတယ်။အဖိုးဘာဖြစ်လို့လဲ။နေစကကွဲနေတယ်။ အဲ့နဲ့ပြန်လဲရတယ်ပြောပြစေခေကာလမတူပေမဲ့ရိုသေခြင်းကအတူတူပဲခေကာလမတူပေမဲ့မိဘကိုရိုသေခြင်းကအတူတူပဲဖြစ်တယ်သင်ကမိဘကိုရိုသေခြင်းကိုဂုံပြုတ်ခြင်းကိုသင်ကဟိုရွှေရွှေတပိတ်တာလောက်ပေးမှအစင်တစားတွေအတကုံဆင်ပေးမှအိမ်တွေဝယ်ပေးမှမဟုတ်ပါဘူးသင်ရဲ့စကားတခွန်သင်ရဲ့ကြီးစုတင်တဲ့အရာမိဘရဲ့စကားကိုနားထောင်လိုက်ခြင်းကလည်းဂုံပြုတ်ခြင်းဖြစ်တယ်အမေး အမေဒီနေ့ချက်တဲ့ဟင်းကအရန်စားကောင်းတာပဲဂျေစုတက်มาတဲ့အမေအဲ့ဒါလေးကမိခင်တယောက်ရဲ့နှလုံးသားထဲမှာဘလောက်ဝမ်းသာမလဲသင်တသက်လုံးစားလာခဲ့တာမှန်တယ်ဒါပေမဲ့ဘယ်နှချင်းဘယ်နှခါလောက်မိဘကိုဂုံပြုတ်ပြီးဂျေစုတင်ကြောင်းပြောဘူးလဲဒါသမီးများသင်တို့ကိုဖယားသခင်စကားပြောပါစေတဲ့မိဘကိုဂျေစုတင်ကြောင်းပြောတတ်ဖို့ရန်အတွက်လိုအပ်တယ်မိဘတွေကလည်းဒါသမီးကိုဂုံပြုတ်တတ်ရမယ်အေပကန်ကြီး၆ပိုင်းငယ်တက်မှာ သားသမီးတို့သခင်ပြားရဲ့လိုတော်နဲ့ညီမိဘစကားကိုနားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုတည်တရားသောအမှုဖြင့်သခင်ပြားရဲ့အလိုတော်နဲ့ညီမိဘတွေဘက်ကလည်းသခင်ပြားရဲ့အလိုတော်နဲ့ညီသားသမီးတွေကိုသွန်သင်ပေးတဲ့ရမယ်ငါပြောသလိုလို့ငါခိုင်းသလိုလို့စကားလာမပြောနဲ့အတုံးမတက်နဲ့အဲ့လိုမဟုတ်ပဲနဲ့ဖခင်ရဲ့အလိုတော်နဲ့ညီသူတို့ကိုသွန်သင်ပေးတဲ့ရမယ်ဒါဆိုရင်မိဘတွေဘက်ကလည်း ုံတင်တဲ့အခါမှာအရေးကြီးပါတယ်ဟေးငါတို့အရက်သွားဝယ်ပေးပါဦးငါတောက်ချင်တယ်အာအဖေကျွန်တော်မွေးကြီးဟေးမိဘစကားကိုနားထောင်ရတယ်လေအဲ့ဒါဆိုရင်တော့တမာတရားနီလမဟုတ်ဘူးကျွန်မမမိပါသေးတယ်ညီမတယောက်ကလာပြောပြတယ်သူကလူငယ်ရွယ်ဖြစ်တယ်ဒါနဲ့သူ့ဖခင်ကသူ့ကိုအိမ်အောင်ပြုတ်ပိုင်းပြုတ်ခိုင်းဖို့ရတော့အတင်းစီစဉ်တယ်ဒါနဲ့သူကလက်မထက်ချင်ဘူးဘာကြောင့်လဲဆိုတော့သူ့လက်ထက်ရမယ့်သူကသူ့ထက်အသက်နှစ်ပြန်စာလောက်ကြီးနေပြီ အဲ့ဒီပြင်သူလက်ထက်မဲ့သူကအယက်သေးစာတောက်စားတယ်ငွေချေးကတော့အရန်ရှိတယ်ဒါပေမဲ့အယက်သေးစာတောက်စားပြီးတော့ဟိုတုံးဖြုံးတဲ့သူလည်းဖြစ်တယ်ဒါနဲ့အဖေကဘာပြောလဲဆိုတော့ငါတို့မိသားစုအတွက်နေလက်ထက်လိုက်ပါတဲ့အနေတဘွားလုံးကောင်းစားဖို့ငါလှုပ်ပေးနေတာပဲအဲ့ဒါကကြတော့ဖခင်ရဲ့အလိုတော်မဟုတ်တော့ဘူးလေအလိုတော်မဟုတ်တော့ဘူးတကယ်ပေါင်းမှာအဖေပေါင်းမှာမဟုတ်တမီးကပေါင်းရမှာလေဟုတ်တယ်မလားဒါဆိုရင်အလိုတော်နဲ့ညီတဲ့တုံသင်ချင်းကိုသင်ပေးတတ်ဖို့ရန်အတွက်မိဘတွေကလိုအပ်တယ် အဲ့ဒီလိုအလိုတော်နဲ့ညီတုံတင်ပေးတဲ့အရာကိုတာသမီကနားထောင်လိုက်တဲ့အခါမှာတာသမီရဲ့ကောင်းချီးမင်္ဂလာရှိတယ်။အပိုင်ငယ်နှစ်ကနေသုံးပါဆိုရင်အတူတကွဖတ်ရအောင်။တင်းမိခင်နဲ့ဖခင်တို့ကိုယိုသေးလျော့။ဤဒီကထိုတို့ပြုလင်တင်းဒီကဘာမြေပေါ်၌ကောင်းစားလျက်အသက်ရှည်ရလိမ့်မည်ဟုသောဂတိတော်ပါတိပထမပြည့်ညတ်ချက်ဖြစ်တယ်။မိဘကိုယိုသေးခြင်းကိုဒုတိယပြည့်ညတ်လို့မပြောဘူး။ပထမပြည့်ညတ်လို့တော့ပြန်ပြောထားတယ်။ အဲ့ဒီရောက်ကိုယုံကြည်သူတွေကသဘောမပေါက်ပေမဲ့ဘုရားကိုမသိတဲ့မယုံကြည်သူတွေကသဘောပေါက်တယ်။ဒါကြောင့်တရုတ်လူမျိုးတွေမှာတွေ့တဲ့အခါမှာသူတို့မိဘနဲ့ပတ်သက်ပြီးအယံ respect လို့ဖြစ်တဲ့အရာ honor ဖြစ်တဲ့အရာကိုတွေ့ရတယ်။သူတို့ကဘုရားကိုမသိပါဘူး။စံစာဖတ်တဲ့အဖွဲလည်းမဟုတ်ပါဘူး။ဒါပေမဲ့သူတို့က principle လို့ခေါ်တဲ့နီးလန်းနီးဗျူဟာကိုကောင်းကောင်းသိတယ်။သူတို့ကဘုရားကိုမသိပေမဲ့သူတို့လှုပ်တဲ့နီးလန်းကတမာတရားနဲ့ညီတဲ့အခါမှာဘုရားကသူတို့ကိုကောင်းချီးပေးတယ်။ ကျွန်မသိတဲ့မိတ်ဆွေတယောက်ရှိတယ်။နော်သူကအရန်ဆင်းရဲတဲ့သူဖြစ်တယ်။ဝတ်စရာအင်ဂျင်နဲ့တဲကိုမနဲ့ညမနဲ့ညအချောက်ခံပြီးဝတ်တဲ့သူဖြစ်တယ်။ဒါပေမဲ့သူကဘာဖြစ်လဲဆိုသူ့ရဲ့မိဘကိုအရန်ချစ်ပြီးယိုသေးတဲ့သူဖြစ်တယ်။လူငယ်ရွယ်မှာပါပဲ။ဒါနဲ့သူရတဲ့ငွေချင်းနည်းနည်းလေးကိုအော်ပလုံကောက်ပါကောက်ရတဲ့ငွေချင်းနည်းနည်းလေးကိုသူကဘာလုပ်လဲဆိုတော့ဈေးမှာသွားပြီးတော့အရင်နီးနည်းနည်းလေးစချင်တဲ့သူကိုသူကပေးလိုက်တယ်။နောက်တည့်မှာသူက ရခရခနဲ့သူကဖြတ်တာပေါ့အမတရက်ကိုဘလောက်ဘလောက်လဲဈေးရောင်းနေသူကဒါနဲ့သူတဆိုင်ကနေနှစ်ဆိုင်နှစ်ဆိုင်ကနေသုံးဆိုင်လေးဆိုင်ငါးဆိုင်ဈေးတန်းကြီးမှာသူအများကြီးအရင်ရင်မြုံနှံထားသလိုဖြစ်သွားအဲ့ဒီကနေငွေချေးတွေထက်ရလာတဲ့အခါမှာသူကစီလုပ်ငန်းတွေလှုပ်လာတယ်ဆန်လုပ်ငန်းတွေလှုပ်လှုပ်လာတယ်ပိုင်ရှင်ဖြစ်လာတယ်အဲ့ဒီစီလုပ်ငန်းဆန်လုပ်ငန်းကနေပြီးတော့အိမ်တွေဝယ်တယ်အိမ်တွေဝယ်တယ်ဝယ်ရကနေပြီးတော့အိမ်အယောင်ဝယ်မှာဦးစီးတဲ့သူဖြစ်လာတယ်သူ့မှာလုပ်ငန်းပေါင်း6ခု9ခုလောက်အများကြီးရှိတယ် ဆိုလိုချင်တဲ့အရာကသူ့မှာဘာမှမရှိဘူးဒါပေမဲ့မိခင်ဖခင်ကိုအရန်ချစ်ပြီးဂုံပြုတဲ့အခါမှာဖခင်ရဲ့မျက်နှာသားကသူ့လုံသမျှတိုင်းမှာအောင်မြင်ခွင့်ကိုပေးလာတယ်။တင်းဒီကဘာမြေပေါ်၌ကောင်းစားလျက်တယ်။ကောင်းခင်ရောက်လို့ကောင်းစားတာမဟုတ်ဘူး။ဒီ principle ဒီမြေကြီးမှာခံရမယ်ကောင်းကြီးဖြစ်တယ်။မိဘကိုရိုသေတဲ့သူကတဲ့ ကောင်းကင်ရောက်မှပဲအကျိုးရလဲရတာကိုပြောမြေကြီးပေါ်မှာပင်ရင်အဲ့ဒီကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဘလို့ကောင်းကြီးလဲကောင်းစားရတဲ့သင်ကကျွယ်ဝမယ်သင်ကချမ်းသာလာမယ်သင်ကလုံတမြမှာအောင်မြင်လာမယ်လုံတမြမှာမျက်နှာตาရလာမယ်အတ္တတာရှိမယ်တဲ့ပဆန်ရှိပြီးအသက်မရှိတဲ့သူတွေအများကြီးပဲ။ဒါပေမဲ့မိဘကိုယိုသေးတဲ့သူကကျွယ်ဝခြင်းနဲ့အသက်ရှင်ခြင်းကောင်းခြင်းမင်္ဂလာ၊ကျမ်းမာခြင်းကောင်းခြင်းမင်္ဂလာကတက်ရောက်လာမှာဖြစ်တယ်။